ီတုစစ်မှုရန်စင်ခေါ်၏အဖွဲ့ရိအနေနဲ့စစ်မှုရန်စူဆောင်းရမှာငွေကြေးမတမာမှုတွေကိုနှိမ့်ဆတူဝါလုဆောင်နေတာကြောင့်ဖြည့်ရှင်းနေရတယ်လို့ဒုစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းကဝန်ခံပြောဆိုလိုက်တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းကိုရောက်ရှိနေတဲ့ဒုစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းဟာမက်စလာ20ရက်ကကလောတက်နယ်ကိုသွားရောက်ပြီးနောက်ခံအရာရှိစစ်တင်မိသားစုတွေနဲ့တွေ့ဆုံကအဲ့လိုထည့်သွင်းပြောဆိုခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါဗျ။ ဥပဒေနဲ့မညီငွေကြေးမတမာမှုတွေကြောင့်စူးစောင်းခံရတဲ့ပြည်သူစစ်မှုရန်အချို့မှာအခက်အခဲအကျက်တဲတွေဖြစ်ပေါ်လာကထိုနှိမ့်ဆဒူဝပြဿနာကိုလည်းဖြေရှင်းနေရတဲ့သူဒုစစ်ကောင်းဆောင်ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းကဝန်ခံပြောဆိုပါရယ်။ကကြောင်းလောက်ခံတပ်ဖွဲ့တွေအနေနဲ့ပြည်သူစစ်မှုရန်နဲ့ပတ်သက်ပြီးအစင့်စင့်သောစင့်ခေါ်ရေးအဖွဲ့တွေရဲ့မှိုင်းမြင့်တဲ့လူဆောင်မှုတွေတွေ့ရှိပါကသက်ဆိုင်ရာကိုအချိန်နဲ့တပြေးညီအတိပေးတင်ပြဆောင်ရွက်ပေးကြဖို့လိုတယ်လို့၎င်းကဆက်လက်ပြောပါရယ်။ အာနာဒိမိနောက်တဲ့ရင်အားပြုံးတီးယောနယ်လာမှုကိုပြန်လည်ဖြည့်တင်းဖို့အတွက်အရွယ်ရောက်သူနိုင်ငံသားတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ်ပြည်သူ့စစ်မှုရန်ဥပဒေကိုစစ်ကောင်စီက2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကအသက်သွင်းပြဋ္ဌာန်းခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်စစ်ခွင်ရေးဖွဲ့တွေအဆင့်ဆင့်ဖွဲ့စည်းပြီးတပ်မတ်ရေချင်းတွေနဲ့ပြည်စုံသူတွေကဥပဒေနဲ့အညီစစ်တပ်နှန်းတွေဖွင့်လှစ်တင်ကြားတာဝန်ပေးလျက်ရှိတယ်လို့ဒုစစ်ကောင်ဆောင်ကဆိုပေမဲ့ မြေပြင်မှာတော့အတင်းအဓမ္မစုဆောင်နေတယ်လို့သိရပါတယ်။သူတို့တွေပါပြောပြောယုံကြည်မှုပုံမရှိတော့တာမိန်းကလေးတွေကအစာအလို့မပေးပဲမထင်ရင်မထင်သလိုလူငယ်တွေကိုနှင်းညမယွေဖန်ဆင်းနေတယ်၊မွေးတောင်းလုပ်စားနေကြတယ်လို့ရန်ကုန်မြို့နယ်အသက်40ကျော်အမျိုးသမီးတူက ARR Times ကိုပြောပါရတယ်။ခုခံတော်လှန်မှုတွေကြောင့်ဆေးရှုံးလာတဲ့စစ်ကောင်စီအားနိုင်ငံတော်ဝန်စစ်တင်တဲ့အကြောင်းတွေတိုးချဲ့ဖွင့်နေပြီးလူငယ်တွေကိုအတင်းအဓမ္မဖန်ဆင်းစုဆောင်က ခြေရန်စစ်မြေပြင်ကိုပို့ဆောင်နေတယ်လို့ဒီပကိုထွက်မပြေးနိုင်ဘူးလေအမျိုးမျိုးဖိနှိပ်တင်းကျပ်ပိတ်ပင်ထားတယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီက၎င်းတို့တပ်ရင်အားလိုအပ်ချက်မြင်မားနေပြီးအတန့်ပြည့်မီလူငယ်တွေအပြင်အရွယ်မရောက်သေးသူ၊ကျန်းမာရေးမကောင်းသူနဲ့တက်ကြီးပိုင်းတွေကိုပါနေရာဒေသမရွေးပဲဖမ်းဆီးစုဆောင်မှုမှာအပတ်စဉ်၁၇ရက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။